မနေနိုင်လို့တော့တစ်ခုပြောပြမယ်။အဲ့ဒါပါလဲဆိုမြန်မာနိုင်ငံကအခုဟောင်းဟောင်းတောက်အောင်မြင်နေတဲ့ရွှေဆိုင်တစ်ဆိုင်အကြောင်းပေါ့နော်။သူ့နာမည်ကတော့ကျမဂျင်းထဲ့လို့ပေးထားတယ်ရှင်။သူကနာမည်နှလုံးနဲ့နေဆိုတော့သိရမလား။ဘာဖြစ်လဲဆိုတော့ကျမသူ့ဆိုင်ကနေပြီးတော့ဆွဲကြိုးတကုံးလုပ်ထားတယ်။အဲ့ဒီဆွဲကြိုးက16ပဲရေးပေါ့နော်။16ပဲအခောက်လို့ပြောရပြန်ရောက်လို့ရှင်လဲသူတို့ကပေါင်စေးတိုင်းပဲဝယ်ပေးမယ်အဲ့လိုမျိုးပြောတယ်ပြီးတော့သူတို့ကဗာလဲဆိုတော့ သူတို့ဘောင်ချာဆိုင်ဘောင်ချာမပေးဘူးပေါ့ကွယ်လောက်တဲ့အချိန်မှာသူတို့ကဖြတ်ပိုင်းလေးနေတယ်ပဲဒါပေမဲ့သူတို့ brand logo လေးပါတယ်ပေါ့အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ဘယ်ဆိုင်မဲ့ရောင်းရောင်းဒါသူတို့ဘောင်ချာဆိုတာတည်တယ်ပေါ့နော်အဲ့တော့ပြီးတော့သူတို့ကဟိုမှာဘောင်ချာမှာကြတော့ရင်ညွှန်းဈေးဆိုပြီးတော့အစိုးရဈေးပြီးပေးထားတယ်သူတို့ရောင်းတဲ့ဈေးကိုကြတော့မရေးပေးဘူးအဲ့ဒီကပြောရင်ညီမလေးတို့ဆိုင်ကနေရောင်းတဲ့ဈေးကိုအမကိုအကျန်းလေးပေါ့နော်ဘောင်ချာအောက်မှာရေးပေးလိုက်ပါလားဆိုအဲ့လိုတော့ရေးပေးလို့မရဘူးတဲ့အမတို့မှတ်သွားလိုက်ပေါ့နော်အဲ့လိုမျိုးပြောလိုက်တယ် ပြီးတော့တဲ့ဒင်ရွှေပေါင်းစေးတိုင်းပဲပြန်ဝယ်ပြီးမှာပေါ့နော်အဲ့လိုမျိုးတဲ့တို့မနိုင်ဘူးပေါ့နော်ရောင်းစေးဝယ်စေးလည်းမခွာဘူးပေါ့အဲ့လိုဆိုအဟုတ်ပြီပေါ့အဲ့ဒါနဲ့ကျမဟိုတနေ့ကသွားရောင်းနေရှင်သွားရောင်းလေးရအောင်ဟွာတဲ့တို့ဆိုင်ကနေပြီးတော့ပဲဝယ်တဲ့ပစ္စည်းတို့ဘောင်ချလည်းပါတယ်တို့စီမှာအခုပဲရောင်းတော့မယ်အဲ့နေမြမလေးဒီနေ့ရွှေစည်းဘလောက်လဲပေါ့နော်အာအပြင်ပေါင်စည်းရ83သိန်းအခုဟုတ်ဘူး85သိန်း8000ခွဲ เนาะအခောက်ချွေပေါင်းစီရအဲ့တို့စီမှာတဲ့ဒီကကူလေတာလေးနဲ့ပေါ့ရှင်တို့ကဒီလိုလေးဒီလိုလေးရေးပြတယ်ဒါလောက်ဝင်းချက်ပါတဲ့အဲ့ဆိုတော့88သိန်းလားလို့ဒီမာလီလို့ပြင်မှာ80ကျော်ပေါက်နေရပေါ့เนาะ85သိန်း9000ခွဲလို့ပြောတယ်ဆိုတော့မဟုတ်ဘူးလေဒါတို့ဆိုင်ပေါက်စီရတို့ဒါလည်းပဲဟိုဖြစ်တာပေါ့เนาะအဲ့ဆို88သိန်းအတိပဲလားဆိုမဟုတ်ဘူးမာလီနည်းနည်းလေးကျော်မယ်တောင်းခနဲ့ကျော်မယ်အဲ့ဆိုဘလောက်လဲဘလောက်လဲပေါ့เนาะ ဘာလို့လဲလို့ဆိုတော့အဲ့လိုပြောပြလို့မရဘူးလေမဟုတ်ဘူးလေညီမလေးညီမလေးကအခုဒလာတလောက်ရမယ်ဆိုတော့အမားတို့ကတွတ်ကြည့်ရမယ်ပေါ့နော်ဒီရွှေချိန်နဲ့ဘလို့ဘွားဖြစ်လဲဆိုတော့မဟုတ်ဘူးလေအဲ့ဆိုအမားတဲ့အဲ့ဒီဝင်းကျင်နဲ့ပဲတွတ်လို့ရမှာတဲ့အတိအကျတော့ပြောပြလို့မရဘူးတဲ့ဆိုတော့ကဲကျမတို့ကဝယ်အဲ့ဒါတဲ့အမားတို့ဝယ်တော့ကရွှေစီကဘလောက်လဲတဲ့ဘလောက်လဲတဲ့ဘောင်ဆာမားတဲ့ဟိုမှာမဖြစ်ဘူးပေါ့နော်ဘောင်ဆာမား50ကျော်တော့ကသူက54သိန်း ကိုတောင်ခွဲဆိုပြီးအရှင်းပေးလိုက်တာကွယ်အဲ့ဒါရည်ညွှန်းစေအမှန်တကယ်တော့သူတို့စီမှာဝယ်တဲ့ဈေးက80ကျော်ပေးပေါ့နော်အ80ကျော်နဲ့ဝယ်ထားတယ်အခု80ကျော်သွားရအောင်တော့ဟောဖြစ်ဖို့ပေါ့သူတို့ကသူတို့စီမှာလောက်တဲ့ပစ္စည်းကိုပဲသူတို့ဘောင်ချာနဲ့ပဲသူတို့စီမှာလာပြီးအခုအခုရောင်းတော့မယ်ဒါပေမဲ့ရွှေဈေးဘယ်လောက်နဲ့ဝယ်လဲဆိုတာတော့မပြောပြနိုင်ဘူးဆိုကြတဲ့ကဘယ်လောက်ထိဂျင်းထည့်ထားလဲပေါ့နော်ပြီးတော့ ဘာလဲဆိုတော့အစမကသူတို့ဆိုင်ကနေပြောဗရမ ्या နှက်ကလည်းလှုပ်ထားတယ်ဗရမ ्या လက်စွပ်လည်းလှုပ်ထားတယ်ဗရမ ्या ကိုတော့မှလူလို့ဗရမ ्या မဟုတ်ဘဲနဲ့ကျမအလုံးဝတဘာဝ twin trap ပေါ့နော်အဲ့ဒါလေးကိုလိုချင်လို့ဆိုပြီးကျမတသိစချောင်းဝယ်ထားတာပေါ့ရှင်ကျမအဆောင်အဆောင်ဝတ်မယ်ဆိုပြီးတော့ကျမဗရမ ्या ဆောင်ရမယ်ဆိုကျမလှုပ်ထားတာပေါ့အဲ့ဒါနဲ့အဲ့ဒါလေးအဲ့ဒါဆိုရင်လို့အဲ့ဒါပြန်ရောင်းရင်ဘယ်လောက်ရမလဲလို့ဆိုတော့သူကသူတို့ကလည်းရွှေချိန်မဲတဲ့ပြန်ဝယ်ပေးမှာလေအဲ့ဒီကြောက်ကုန်မဝယ်ဘူးတဲ့ ့စီကနေပြီးတော့ brand များအစစ်ပါဆိုပြီးစစ်ချက်တွေနဲ့စစ်ချက်တွေနဲ့ကွယ်ဟိုဝယ်ထားတဲ့ကြောက်ကိုသူတို့ပြန်မဝယ်ဘူးဆိုတော့ကျမတို့ကအဲ့ဒီအဲ့ဒီကြောက်ကိုကျမတို့ကမလုပ်ပြရမှာလေပြောချင်တာကွယ်ဟိုဒီတိုင်းလူလုပ် brand များဆိုရင်တော့မှကွယ်ဟိုဒါကြောက်ကတမှုမရှိလို့မဝယ်ဘူးဆိုတာလက်ခံလို့ရရပေါ့နော်သူတို့စီကနေပြီးစစ်ချက်တွေနဲ့ပြန်ပြီးခွာဖြစ်တယ်ပြီးတော့အဲ့ဒီဟာတဲ့အမျက်မရဘူးပဲရောင်းရင်10%ရှုံးမယ်တဲ့ရှုံးမယ်တဲ့အခုလူတွေလောက်ထားတာတစ်နှစ် ဆွန်းဆွန်းမဲရှိသေးလို့ပေါ့နော်။ရောင်းရည်နဲ့တန်းပါဆန်ရှုံးမှာတဲ့။အဲ့လိုမျိုးပြောရဲဆိုတော့အော်ကျမရဲ့ကျမရင်တော့အဲ့ဆိုင်လုံနေကြတော့မဟုတ်ဘူး။ကျမကဝိတ်စိန်မှာလုံနေကြပါနော်။အဲ့နဲ့ကျမရဲ့ကောင်လေးကအဲ့ဒီဆိုင်မှာအဲ့ဒီဆိုင်မှာဆိုတော့ကျမတို့ကအဲ့မှာလုံဖြစ်တယ်ရှင်။လုံဖြစ်တယ်ဆိုတော့ကျမအဲ့ဒါနဲ့အဲ့ဆိုလည်းလို့မရောင်းတော့ထားလိုက်တော့လို့ဘာမှမရောင်းမနဲ့ပြန်ယူလာလိုက်တယ်။ကျမအဲ့နဲ့ဝိတ်စိန်မှာသွားပြီးတော့ဟိုဟာလောက်ထားတဲ့လက်ကောက်လေးတခွင်းရှိရဲအဲ့ဒီဟာကိုကျမသွားရောင်းလိုက်တယ်ရှင်။သွားရောင်းတော့သူတို့က ီကိုလည်းထိကြပြောပြတယ်ဟိုသူတို့စီရပြီးတော့ဆိုင်းရင်ဝယ်စီရတော့ဒီလောက်တော့ပါဒီလိုမျိုးပြောပြတယ်ပြီးတော့အားလုံးလည်းတွက်ပြတယ်ပေါ့နော်ပြောချင်တာကွယ်ဘလိုပဲဖြစ် customer တွေကိုစိတ်ချနေမှုပေးစေချင်တယ်ပေါ့နော်အခုသူတို့ရဲ့ရွှေဆိုတာလဲမြန်မာနိုင်ငံမှာလူတော်တော်များများကရွှေဘယ်လိုစိတ်ရမလဲဆိုတာလဲမသိဘူးရွှေအကြောင်းလဲသိပြီးတော့နားမလဲကြဘူးပေါ့နော်ဒါကျမတို့အပါဝင်ပေါ့သူတို့ပြောတဲ့ဇင်းနဲ့ပဲသူတို့ ချိန်နဲ့အချိန်နဲ့ပဲဝယ်လာရတယ်ပြီးရင်တော့ပြန်ရအောင်ရွှေဆိုတာရော့ရော့တက်တယ်ပေါ့နော်ရော့တက်တယ်ဆိုတဲ့မျိုးဖြစ်တဲ့အတွက်အာရွှေရ grand chain လိုက်ရော့တယ်ပြီးတော့ဗာလဲဆိုတော့တခုကျမသူတို့မျိုးထဲမှာပေါ့နော်သူတို့ဆိုင်ရနှစ်ဆိုင်ရဟိုဘက်ဒီဘက်ဒီလိုညင်းညီးလေးပေါ့ညင်းညီးလေးဆိုတော့ကျမဒီဘက်ဆိုင်မှာမေးပြီးတော့အန်ဒီဘက်ဆိုင်မှာအဲ့လိုမျိုးတဲ့ဟိုမှာဖြစ်တယ်ပေါင်စီပြောလို့မရဆိုတော့ جماعه ဟိုဘက်သွားအဲ့နဲဝိဆိုင်ကိုသွားပြီးတော့ဝိဆိုင်ရှိမှလည်းတဆိုင်ရှိတယ် جماعه လည်းဝင်ပြီးမေးလိုက်တာအဲ့နဲဟိုဘက်ကတို့ဘောင်ချာဒီလိုလေးအောက်ကလေးမှာပေါ့ရှင်ဒီလိုအောက်ကလေးမှာ ဘလောက်ဘလောက်ဆိုရေးပေးလိုက်ရေးပေးလိုက်တဲ့ဟာကျွန်မဒီဘက်ဆိုင်မှာသွားပြီးတော့သွားပြီးတော့ရောင်းရောင်းကြည့်တာပေါ့ရောင်းကြည့်တော့ဘလောက်ရမလဲဆိုတော့ဟိုဘက်ဆိုင်ကပေးတယ်ဈေးထက်တောင်လျှော့နေသေးတယ်လျှော့နေသေးဆိုညီမလေးလို့ဒီဆိုင်နေရပေါ့နော်အတူတူပဲမလားအတူတူပဲဆိုပြီးတော့ဘာလို့ပေးတဲ့ဈေးကကွာနေရတာလဲဆိုတော့အော်နဲ့အဲ့ဒါတော့လည်းဘာမှဖြစ်ဘူးလေ तू ကတော့ဒီရွှေချိန်တိုင်းပေါ့နော်ဟိုကဖြစ်ပြီးတော့တဲ့ တွက်ပေးတာပေါ့နော်အဲ့ကျမပြောတာဟိုဘက်ဆိုင်ကနေဒီဘက်ဆိုင်အောင်လာတဲ့အချိန်မှာဒီရွှေချင်းကကျမတို့လမ်းတော့လမ်းမှာပဲကြပြီးတော့ယော့သွားလာဒါမှမဟုတ်ကျမတို့လက်ထဲမှာပဲပျော်ပြီးတော့ယော့အော်သွားလာပေါ့နော်အဲ့ဒါလေးတော့သိချင်တယ်ပြီးတော့အဲ့နဲ့အဲ့တယောက်ကတိုက်ပြီးတော့မကျွမ်းလို့ဆိုပြီးနောက်ထပ်ကျွမ်းတဲ့တယောက်ကလာအောင်လာပြီးတော့ထပ်တွက်လိုက်ခါမှာပဲနောက်ထပ်9000ထပ်နှုတ်တယ်တဲ့ဆိုတော့ကျမလည်းအဲ့ဒါနဲ့မရောင်းမနဲ့ပြန်လာလိုက်တယ်ရှင်အဲ့ဒါကျမကျမကဘာကင်ဆင်းလာပြန်လဲပြန်အောင်ကဘာကင်ကောင်ကြီးထီးလိုက်မှုပဲကျမကလည်းစိတ်ဆိုးပြီးတော့စော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 ဆင်းလာတာပေါ့ရရင်မလို့လိုက်မပုတ်နဲ့လို့ပင်ပန်းလို့ဆိုအဲ့ဒါနဲ့သူက အမားလည်းဘာဖြစ်လို့လဲဘာအဆင်မပြေလို့လဲအဲကျမလည်းပြောခဲရှင်တို့ဆိုင်ကိုပြောလိုက်လို့နာမည်ကိုပြောင်းပေးပါလို့ဂျင်းထဲလို့ပြောင်းပေးပါလို့ကျမပြောခဲ့ရှင်အခုချိန်ဒီကျမအဲ့ဒီရွှေတွေကိုမရောမဲနဲ့ထားထားလိုက်တယ်ပေါ့ရှင်နောက်ကြလို့ရှင်ရွှေဆိုရင်ဝတ်မယ်ဆိုလို့ရှင် fancy သားဝယ်ဝယ်ဒါမှမဟုတ်လို့ရှင်လေကိုပါကိုပေါ့နော်အတုံးဝယ်ပြီးကိုဝတ်ချင်တဲ့ပုံစံကိုပထမသားအဝယ်လိုက်တော့ဒီလားအတုံးမဲဆိုအကယ်ဒမီအတုံးမဲဆိုကျမလည်းအခုတော်တော်လေးကိုပညာရည်လည်းရနေပြီးသင်ငန်းစာရည်လည်းတော်တော်ရနေပါပဲပေါ့နော် ပြီးရင်ဟိုဘာကြောက်ညာကြောက်ဆိုပြီးတော့လေတကယ်ကြောက်ပွဲစားတဲ့စီမှာပဲတကယ်တကြွန်းတဲ့လူကိုမေးပြီးတော့ပဲဝယ်ပြီးတော့ကိုပါကိုခတ်ဝဲကြတော့เนาะအဲ့ဒီဆိုင်ဒီမှာသူတို့ရဲ့စစ်ချက်တွေဆိုတာလဲသုံးမဝင်ဘူးရှင်ကျမတမန်တကာတန်ဟိုစစ်ချက်တွေနဲ့ဟိုသူတို့ဓပုံလေးနဲ့ရိုက်ပြီးတော့ဝယ်ထားတယ်သူတို့ကအဲ့ကြောက်ကိုပြန်မဝယ်ဘူးတဲ့ရှင်